မင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ Eurasia Review သတင်းဌာနမှာ မေလနေ့နေ့ကဒေါက်တာထက်ခိုင်မင်းရေးသားထားတဲ့ရွှေဥဥတော်ဘဲကိုတက်ခြင်းတို့မဟုတ်စစ်ကောင်စီရဲ့စစ်မှုထမ်းစနစ်နဲ့မြန်မာလူငယ်များဆိုတဲ့ဆောင်းပါးကိုပါရာပြန်တင်ဆက်ပေးတော့မှာပါလောဘကြီးပြီးရွှေဥဥတဲ့ဘဲကို တက်မိတဲ့အယူရှေးရုံပုံမြင်လို့ပဲမြန်မာနိုင်ငံမှာလည်းစစ်ကောင်စီဟာ၎င်းတို့အာဏာတည်မြဲဖို့နိုင်ငံရဲ့တံမိုးအကြီးဆုံးရင်းမြစ်တွေဖြစ်တဲ့လူငယ်တွေရဲ့ဘဝတွေကိုစနစ်တကျဖျက်ဆီးနေပါတယ် နိုင်ငံရဲ့အနာဂတ်ဖြစ်တဲ့လူငယ်တွေမှာအခုတော့စစ်မှုထမ်းရတာထပ်ပြီးတိန်ရှောင်ရတာဒါမှမဟုတ်စိတ်ဓာတ်ကျဆင်းရတာတွေနဲ့ပဲရင်ဆိုင်နေရပါတော့တယ်။အာရရှင်စစ်ဆိုရဟာပြည့်စည်နေတဲ့နိုင်ငံကိုပြန်လည်တည်ဆောက်ဖို့လူငယ်တွေကိုပြိုးထောင်ပေးရမယ်စား၎င်းတို့အာဏာတည်တံ့ရေးအတွက်နိုင်ငံရဲ့အနာဂတ်တွေကို စနစ်တကျဖြိုခွင်းနေပါတော့တယ်။ဒီဆောင်မားမှာတော့စစ်ကောင်စီရဲ့အတ္တကြီးလုံးနဲ့စစ်မှုထမ်းစုဆောင်ရေးဥပဒေဟာ မြန်မာနိုင်ငံကိုဘလို့ဒုက္ခပေးနေကြောင်း နိုင်ငံရဲ့ကဏ္ဍအတီးတီးနဲ့ပြည်သူပြည်သားတွေကိုဘလို့ခြောက်ခန်းစေနေကြောင်းကို တုံ့တက်ပြရမှာပါမြန်မာနိုင်ငံရေးစစ်တပ်တမိုင်းကြောင်း1948ခုနှစ်လွတ်လပ်ရေးရပြီးကတည်းကစစ်တပ်ဟာအမျိုးသားကာကွယ်ရေးထက်နိုင်ငံရေးမှာပုံမဝင်နောက်ရှက်ခဲ့ပါတယ်1948ခုနှစ်လွတ်လပ်ရေးရပြီးကတည်းကစစ်တပ်ဟာနိုင်ငံရေးဘက်ကိုပါကျူးကျော်နေခဲ့တာပါ1962နေဝင်းအာနာတိန်နာကနေစပြီး စစ်တပ်ရဲ့အာဏာကို1984နဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေတွေနဲ့အားဖြည့်ခဲ့ပါတယ်။ဒီလိုအလုပ်ရတွေကြောင့်ပဲစစ်တပ်ဟာနိုင်ငံရဲ့တဘာဝတယံဇာတတွေကိုလောကကြီးအုံနိုင်ခဲ့ရမကနိုင်ငံရဲ့နိုင်ငံရေးအဆောက်အအုံတွေကိုလည်းလွန်မိုးထားခဲ့ပါတယ်။2015မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ရွေးကောက်ပွဲကိုတောင်ပြိုကမ်းမြိုနိုင်ခဲ့မှုပြီးမြန်မာလူထုဟာဒီမိုကရေစီရဲ့အရာတော်ကိုပြီးစံခွင့်ရခဲ့ပြီး လွတ်လပ်မှုကိုမြစ်တောင်တစ်ခတ်မြင်ကွင်းရခဲ့ကြပါတယ်။ဒါပေမဲ့လည်း2021မှာဗိုလ်ချုပ်မူကြီးမင်းအွန်လိုင်းခေါင်းဆောင်တဲ့ဆက်အာနာတိမ်မှုကြောင့်နိုင်ငံရဲ့တိုးတက်မှုတွေဟာနောက်ပြန်ရောက်သွားခဲ့ပြီးနိုင်ငံဟာကြာရှုံးနိုင်ငံဖြစ်ကိုကြားရောက်သွားခဲ့ပါတယ်။ပြည်သူတွေဟာလည်းဆက်အာနာတိမ်မှုကိုဆန္ဒပြတာတွေပြုလုပ်ခဲ့ပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့၎င်းရဲ့စစ်တပ်ဖြစ်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ပေါ်ပေါက်လာပြီး ာနာဒိတ်စစ်တပ်ကိုစန့်ကျင်ခဲ့ကြပါတယ်။အာနာဒိတ်စစ်တပ်ဘက်ကလည်းဆန္ဒပြမှုတွေကိုအကြမ်းဖက်အတီအကြီးဖြိုခွဲမှုတွေပြည်သူတွေပေါ်လေကြောင်းတိုက်ခိုက်မှုတွေစစ်ကြောင်းထိုးတာရွာလုံးကျွတ်မိရှုတာစတာတွေနဲ့တုံ့ပြန်ခဲ့ပါတယ်။အဲဒါကြောင့်ပဲပြည်တွင်းစစ်အချိန်ပြန်မြင့်ခဲ့ပြီးနိုင်ငံရဲ့စီးပွားရေးပျက်စီးတော့ဟာပြည်သူတွေဟာစည်ရင်မွေးတင်မှုငတ်မှုမှုတွေနဲ့ရင်ဆိုင်လာရပါတော့တယ်။ 2025ခုနှစ်ဇန်နဝါရီလ23ရက်နေ့မှာအမေကျော်ညာစာအမှန်နှစ်မြင့်ဆောင်2025ဖြင့်ဖီတုစစ်မှုထမ်းဤဥပဒေများကိုထုတ်ပြန်ကျင်းပကြောင်းသိရပါတယ်။စစ်မှုထမ်းဥပဒေကျင်းပခြင်းစစ်ကောင်စီဟာ၎င်းတို့တပ်တွေစိတ်သက်ပိုင်းရောစစ်မြေပြင်မှာပါကြာရှုံးမှုတွေများလာခြင်း2024ခုနှစ်ဖေဖော်ဝါရီ10ရက်နေ့မှာစစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းခဲ့ပါတယ်။မင်းအောင်လှိုင်ကတော့နိုင်ငံလုံးခြုံရေးကိုကာကွယ်ဖို့နဲ့တည်ငြိမ်အေးချမ်းမှုကိုကာကွယ်ဖို့တက်တဲ့ စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းခဲ့တာပါလို့အကြောင်းပြချက်ပေးပါရယ်စစ်မှုထမ်းဥပဒေအရအသက်16နှစ်မှ35နှစ်ကြားအမျိုးသားတွေနဲ့အသက်16နှစ်မှ28နှစ်ကြားအမျိုးသမီးတွေဟာမဖြစ်မနေစစ်မှုထမ်းရမယ်လို့ပြဋ္ဌာန်းထားပါရယ်အချိန်ကာလအရတော့နိုင်ငံတော်အရေးပေါ်ကာလအတွင်းနနစ်ကနေ9နှစ်ထိတာဝန်ထမ်းဆောင်ရမယ်လို့ပြဋ္ဌာန်းထားပါတယ်။ဒီဥပဒေအရမတရားဆုဆောင်ခဲ့တဲ့ပထမဆုံးအတုပ်ဖြစ်တဲ့စစ်မှုထမ်းဥယေ9000ကျော်ကို 2024ခုနှစ်တကြံအလွန်မှာစတင်စုဆောင်ခဲ့တယ်လို့ဆိုပေမဲ့စစ်မှုထမ်းစုဆောင်မှုကိုဒီထက်အများကြီးစော်ပြီးပြုလုပ်နေခဲ့တာပါစစ်မှုထမ်းဥပဒေက လူငယ်တွေကြားအထိတ်တလန့်မှုတွေဖြစ်ပေါ်စေခဲ့စစ်ကောင်စီရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့စစ်မှုထမ်းဥပဒေကြောင့်ပြည်သူချင်းချင်းပြတ်တိုက်စေဖို့အတင်းကျပ်စေခိုင်းမှာကိုကြောက်ရွံ့တဲ့လူငယ်တွေကြားထိတ်လန့်ခြောက်ခြားမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်ထောင်ထဲချီတဲ့လူငယ်တွေဟာ ပတ်စပို့ရုံးတွေကိုအလင်းမြန်တွားရောက်ခဲ့ကြပါတယ်။ပတ်စပို့ရုံးတွေရှိကပြစ်ချက်တိတ်နေတဲ့လူတန်းကြီးတွေထဲမှာလူငယ်အုပ်အသက်ဆုံးရှုံးခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။အခြားလူတွေကတော့စစ်မှုထမ်းစီခြင်းကနေရှောင်ရှားနိုင်ဖို့လက်ထက်ချင်းရဟန်းခံခြင်းနဲ့ပုံအောင်နေထိုင်ခြင်းတွေကို ပြုလုပ်ကြပါတယ်။လူငယ်များပြားကတော့ပြည်သူ့ရင်ခွင်လုံးကွန်ရက်တွေရဲ့အကူအညီနဲ့ PDF တို့မဟုတ်တိုင်းနာတော်လိုင်းတပ်ဖွဲ့ EAO တွေနဲ့ပူးပေါင်းခဲ့ကြပါတယ်။ စစ်ကောင်စီလက်အောက်ကစစ်မှုထမ်းစုဆောင်ပေးနေတဲ့စစ်တပ်ထောက်တိုင်ဝန်ထမ်းတွေပေါ်လက်တွေ့ကြကြတိုက်ခိုက်မှုတွေကကြောက်တရားတွေဖြစ်ပေါ်စေခဲ့ပြီးဝန်ထမ်းချုပ်ယာဒူးကနေနှုတ်ထက်တာတွေဖြစ်ပွားခဲ့ပါတယ်။အန်ယူဂျီအစိုးရဟာစစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကိုတရားမဝင်လို့ရှုံချခဲ့ပြီးပြည်သူတွေကိုလူသားတိုင်းဖြစ်တုံးချနေတယ်လို့စစ်ကောင်စီကိုဆွဆွဲခဲ့ပါတယ်။အန်ယူဂျီအစိုးရအနေနဲ့အာနာရှင်စနစ်ကိုဆက်လက်ခုခံတိုက်ခိုက်မှာဖြစ်ကြောင်း ထိခိုက်လွယ်တဲ့လူငယ်တွေကိုကာကွယ်ပေးမှဖြစ်ကြောင်းကတိပြုခဲ့ပြီးနိုင်ငံကအတိုင်းဝိုင်းကိုလည်းနိုင်ငံပြပမှာခေလုံရရှာဖွေနေတဲ့လူတွေအတွက် နေထိုင်ခွင့်ဗီဇာနဲ့ပညာရေးအခွင့်အလမ်းတွေပေးဖို့အကူအညီတောင်းခံခဲ့ပါတယ်မြန်မာနိုင်ငံရဲ့ကုလသမဂ္ဂတန်တမန်ဦးကျော်မိုးထွန်းကလည်းကုလသမဂ္ဂလုံခြုံရေးကောင်စီ UNSC ကိုစစ်ကောင်စီဘောအရေးယူမှုတွေလှုပ်ဆောင်ရတိုက်တွန်းခဲ့ပြီးပိတ်ဆို့အရေးယူမှုတွေနဲ့လက်နက်တင်ပို့မှုတွေကိုတားမြစ်ဖို့တောင်းဆိုခဲ့တယ်လို့ ၎င်းရဲ့အဆိုကို အရက်ဖက်လူမှုအဖွဲ့အစည်း368ဖွဲ့ကထောက်ခံခဲ့ပါတယ်။ EPHR ကစစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကိုလူသားချင်းစာနာမှုဥပဒေကို ချိုးဖောက်တယ်ဆိုပြီးရှုတ်ချခဲ့ပါတယ်။ EU ရဲ့ကုန်တွယ်ရေးတမကကလည်းအတင်းကျပ်အလို့စေခိုင်းမှုဖြစ်တတ်မှတ်ပြီးထွက်ပြေးနေရတဲ့မြန်မာပြည်သူတွေကိုကာကွယ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ ASEAN ကတော့ဘလို့တုံ့ပြန်မှုကမှမလုပ်ခဲ့တာကြောင့်ဝေဖန်ခံနေရပါတယ်။ စစ်မှုထမ်းဥပဒေအကောင့်ထယ်ဖို့မှုအစီအစဉ်ခြားဆောင်မှုပေါ်အခြေခံကအင်အားတုံးပြီးဆောင်ရွက်ခြင်းစစ်မှုထမ်းဥပဒေကြေညာချက်ပြီးမှစစ်ကောင်စီဟာစစ်မှုထမ်းစနစ်ကိုစနစ်ကျတဲ့အတင်းကျပ်လှုပ်ဆောင်မှုတွေနဲ့အကျဉ်းပြတ်ခြားဆောင်မှုတွေနဲ့အကောင့်ထယ်ဖို့ခဲ့ပါတယ်ဒေတာဆိုင်ရာအုပ်ချုပ်ရေးမှုတွေဟာစစ်မှုထမ်းအမိစင်ရွတွေပြုစုကကျမ်းမာရေးစစ်ဆေးမှုတွေပြုလုပ်ပြီးစစ်မှုထမ်းအမိစင်မှာပါသူတွေကို နိုင်ငံကူးထွက်ခွာခွင့်ပိတ်ပင်ခဲ့ပါတယ်စစ်မှုမထမ်းလူတွေကို ထောင်ဒဏ်9နှစ်ထိချမှတ်နိုင်တယ်လို့လည်းတမတ်ချက်ရှိခဲ့ပါတယ်။ဗဟုစစ်မှုတမ်းရွေးချယ်ရေးအဖွဲ့နဲ့ဒေတာဆိုင်ရာဌာနခွဲတွေကစစ်မှုတမ်းကင်းလွတ်ခွင့်တွေကို ထုတ်ပေးခဲ့ပေမဲ့လည်းအများစုကတော့လက်ပေးလက်ယူမှုတွေကနေပဲတဆင့်ထုတ်ပေးခဲ့တာပါ။တနိုင်ငံလုံးမှာကန်ဆန်းမဲ့တဲ့လူငယ်တွေကိုစစ်မှုထမ်းဖို့ရွေးချယ်ပြီးမိသားစုဝင်တွေကိုအတင်းအဓမ္မဆင့်ခေါ်ခဲ့တဲ့အတွက်အဆုံးစီရင်မှုတွေနဲ့ထိတ်တလန့်ဖြစ်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲလူငယ်တွေကို နေအိမ်တွေဘတ်ကားပေါ်တွေနဲ့ခရီးလမ်းတွေမှာအထမဖန်စည်းခဲ့ပါတယ်2025ခုနှစ်ဇန်နဝါရီလမှာမန္တလေးမှာရှိတဲ့စင်ကြယ်ဖုံရက်ွက်ခုနှစ်ခုကနေလူငယ်အမျိုးသား120ကျော်ကိုညအချိန်ဝင်ရောက်ဖမ်းဆီးခဲ့တာတွေလုပ်ခဲ့ပါတယ်။အချင်းပြတ်ချစားမှုတွေကြဲကြဲပြန့်ပြန့်ဖြစ်ပွားခဲ့ပြီးချမ်းသာတဲ့မိသားစုတွေဟာကျပ်တိန်20ကနေကျပ်တိန်90အမေရိကန်ဒေါ်လာနဲ့ဆိုရင်953ဒေါ်လာကနေ 2380ဒေါ်လာထိလက်ထိုးခြင်းနဲ့စစ်မှုထမ်းရခြင်းကနေရှောင်ရှားနိုင်ခဲ့ကြပါတယ်။အချိန်တိုလေ့ကျင့်မှုတွေပဲပေးတာကြောင့်စစ်မှုထမ်းစုဆောင်ခံရတဲ့လူငယ်တွေကိုလူသားတိုင်းအနေနဲ့တော့မဟုတ်လက်နက်ခဲယံမိကြောင့်တဲစီဖို့လောက်ကိုပဲအသုံးပြုမှာကိုစိုးရိမ်မှုတွေရှိခဲ့ပါတယ်။မတန်ဆန်းတူတွေနဲ့အတက်65နှစ်ထိအရက်တားတွေကိုတောင်မှဒေတာကာကွယ်ရေးအတွက်စုဆောင်ခဲ့တာတွေကြောင့်ကြီးလက်ဒေတာတွေမှာ ကြောက်ရွံ့မှုတွေနဲ့ဒုက္ခအတိဖြစ်ခဲ့ရပါတယ်။တူရယောင်ထင်ရပေမဲ့လုံးဝကွဲပြားခြားနားတဲ့စစ်မှုထမ်းစနစ်များဒီအခြေအနေကိုပုံမနားလည်နိုင်မှုနိုင်ငံတကာကစစ်မှုထမ်းစနစ်တွေကိုစမ်းစစ်ကြည့်ရအောင်ပါ။ကမ္ဘာတဝန်းကနိုင်ငံပေါင်း80ခန့်မှာစစ်မှုထမ်းစနစ်မျိုးမျိုးရှိပေမဲ့အကောင့်ထယ်ဖော်မှုနဲ့ပတ်မိုးရေးစနစ်တွေတိတိတတ်တာကွဲပြားပါတယ်။အမေရိကန်နဲ့တရုတ်နိုင်ငံတွေမှာစစ်မှုထမ်းဖို့စနအလျောက်ပါဝင်သူတွေလုံလောက်စွာရှိတာကြောင့်အတင်းကျပ်စုဆောင်ဖို့မလိုအပ်ပါဘူး။ အမေရိကန်ကတော့စစ်မှုတန်းတွေအတွက်လာစာနဲ့ပညာရေးထောက်ပံ့တွေ ပေးအပ်ပါတယ်။ထိုင်းနိုင်ငံမှာတော့စစ်မှုတန်းရွေးချယ်မှုကိုကန့်ဆန်းမဲ့နဲ့ရွေးချယ်ပြီးလာစဉ်လောက်ခတောင်းတထောင်ဘတ်နဲ့တာဝန်ထမ်းဆောင်ကြီးဆွမ်းဆောင်ရေးအဖွဲ့စုကြီးတွေနဲ့ဆက်လက်တာဝန်ထမ်းဆောင်လိုပါကထမ်းဆောင်နိုင်ခွင့်အခွင့်အလမ်းတွေပေးပါတယ်။ယူကရိန်းနိုင်ငံမှာတော့ရုရှားကျူးကျော်မှုကိုကာကွယ်ဖို့စစ်မှုတန်းစနစ်အတွက်စီရနာဝန်ထမ်းပေါင်း၄တန်းမှ၆တန်းကျော်စီရင်ပေးတွင်းခဲ့ပြီး စရင်ပေးရနေရာမှာလူရန်ရှိကြီးတွေဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံမှာတော့စစ်မှုထမ်းဥပဒေကိုစစ်အာဏာရှင်အစိုးရကပြည်တွင်းစစ်အတွင်းအတင်းကျပ်အကောင့်ထဲပေါ်နေပါတယ်။အမေရိကန်တရုတ်နိုင်ငံတို့နဲ့မတူပဲအတင်းကျပ်ဖမ်းဆီးမှုဥပဒေမဲ့ဖမ်းဆီးမှုတွေနဲ့ငွေညှိမှုတွေရှိနေပြီးလက်ကျင့်မှုပေးမှုအနှဲငယ်တာရှိကလူသားတိုင်းဖြစ်အတုံးချခံရမှာကိုကြောက်ရွံ့နေရတဲ့အခြေအနေပါ။ထိုင်းနိုင်ငံနဲ့မတူပဲစစ်မှုထမ်းတွေနဲ့မိသားစုတွေကို ပံ့ပိုးမှုမရှိတဲ့လောက်နှဲပါစွာနဲ့ဆိုးရွားတဲ့အခြေအနေတွေဖြစ်ပေါ်နေပါတယ်။ယူကရိန်းနိုင်ငံနဲ့မတူဘဲပြည်သူတွေကိုနှိပ်စက်နေတဲ့အဆိုးရွားတစ်ခုက အတင်းကျပ်စုဆောင်းနေတာဖြစ်ပါတယ်။ပြင်းထန်တဲ့နောက်ဆက်တွဲဆိုးကျုံများစစ်မှုထမ်းဥပဒေရဲ့အကျိုးဆက်အနေနဲ့စစ်ကောင်စီဟာတနည်းအတွင်းအမျိုးသား၄၀၀၅၀၀ခန့်ကိုအတော့၉ရုပ်ခွဲပြီးစစ်မှုထမ်းဖြစ်အတင်းကျပ်စုဆောင်းခဲ့က၎င်းတို့နဲ့၃၅၀၀ခန့်ကိုစစ်ရေးလက်ချက်မှုအနေချင်းမဲ့ပေးပြီး စစ်မျက်နှာပြင်တွေကိုပို့ဆောင်ခဲ့ပါတယ်စစ်မှုထမ်းများစွာဟာရခိုင်ပြည်နယ်အပအဝင်နိုင်ငံအနှံ့ကတိုက်ပွဲတွေမှာတိုက်ဆုံခဲ့ကြပြီး အချို့ကတော့တော်လန်ရေးတပ်ဖွဲ့တွေဘက်ကိုဖက်ပြောင်းခုလုံတွားခဲ့ကြပါတယ်စစ်ကောင်စီဟာတလောက်ကိုလူငယ်9000ခန့်စုဆောင်မှုစီမံခဲ့ပေမဲ့နောက်ပိုင်းတုတ်တွေမှာစုဆောင်မှုနှုန်းမြင့်တက်လာခဲ့ပြီးများပြားလာတဲ့အတေပြောက်နှုန်းတွေနဲ့တူစစ်မှုထမ်းများစွာဟာအဆက်အသွယ်ပြတ်တောက်တွားခဲ့ကြပါတယ်ဒီလိုစစ်မှုထမ်းရမယ့်ကြောက်ရွံ့မှုတွေကြောင့် လူငယ်တွေရဲ့ပြည်ပရှိပြောင်းနေထိုင်မှုလိုင်းတရက်ဖြစ်ပေါ်လာခဲ့ပြီးတရားဝင်ရောတရားမဝင်နှီးလန်းတွေနဲ့ပါအခြားနိုင်ငံတွေကိုရှောင်ပြေးကြရပါတယ်။မြစွာတော်လူငယ်တွေဟာလွတ်မြောက်ရောက်လွတ်မြောက်ကြောင်းအနေနဲ့နိုင်ငံခြားမှာအလုပ်လုပ်ကင်ဖို့နဲ့ပညာတင်ကြားဖို့စူးစမ်းကြပေမဲ့ရွှေပြောင်းမှုအတွက် ကုန်ကျစရိတ်များပြားခြင်းအလုပ်ကင်ခွင်လန်းနေပါခြင်းတို့ကကြီးမားတဲ့အခက်အခဲတွေဖြစ်လာပါတယ်။ပညာတင်စုတွေဟာလည်းအလွန်ပြိုင်ဆိုင်မှုများပြားလာပြီး နိုင်ငံသားပညာတင်ကြားခွင့်ကိုချမ်းသာတဲ့မိသားစုတွေကပဲတက်နိုင်လာတဲ့အနေအထားဖြစ်လာပါတယ်။တန်ယုံတွေမှာဗီဇာလျှောက်ထားမှုတွေမြင့်တက်လာပေမဲ့စစ်ကောင်စီကအသက်16နှစ်မှ35နှစ်ကြားမျိုးသားတွေအတွက်နိုင်ငံသားအလုပ်အကိုင်တွေလုပ်ကင်ခြင်းကိုစိုင်းငံ့ထားပါတယ်။အဲဒါကြောင့်လူငယ်များစွာဟာထိုင်းနိုင်ငံကိုတရားမဝင်လမ်းကြောင်းတွေကနေထွက်ခွာခဲ့ရပြီးဖမ်းဆီးခံရခြင်းနိုင်ငံပြန်ပို့ခံရခြင်းနဲ့ပြန်လည်ရောက်ရှိပါက အတင်းကျပ်စစ်မှုထမ်းစီခိုင်းခံရခြင်းတွေကိုရင်ဆိုင်ကြရပါတယ်။2024ခုနှစ်ဂျွန်လကနေယခုအချိန်ထိထိုင်းနိုင်ငံဟာမြန်မာနိုင်ငံသား1900ကျော်ကိုနိုင်ငံပြန်ပို့ခဲ့ပြီးလူအများစုကတော့စစ်ကောင်စီထံကိုစစ်မှုထမ်းအတွက်လွှဲပြောင်းပေးခံခဲ့ရပါတယ်။မြန်မာနိုင်ငံကလူငယ်တွေအတွက်တော့စစ်မှုထမ်းဥပဒေဟာစိတ်ပိုင်းဆိုင်ရာစိုးရိမ်မှုတွေနဲ့အတင်းကျပ်ဖမ်းဆီးခံရမှာကိုကြောက်ရွံ့မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။လူငယ်တွေဟာ ကြောက်ရွံ့ထိတ်လန့်စွာနဲ့သတိကြီးကြီးထားပြီးနေထိုင်နေကြရပါတယ်။၎င်းတို့ရဲ့နေ့စဉ်ဘဝတွေမှာလည်းပညာရေးနဲ့အနာဂတ်အစီအစဉ်တွေကိုအနောက်ရှက်ဖြစ်စေတဲ့စိုးရိမ်ပူပန်မှုတွေနဲ့ပြည့်နှက်နေပါတော့တယ်။များစွာသောလူငယ်တွေဟာမိမိရဲ့ပြည်သူတွေချင်းချင်းတိုက်ခိုက်ရမှာကိုကိုကျစ်တရားဆိုင်ရာအကြက်တွဲကိုရင်ဆိုင်နေကြရပြီးတက်ကြွလှုပ်ရှားတို့တူကတော့မိမိတို့ဟာနိုင်ငံသားချွတ်ကြော်လူတွေကိုမဟုတ်ဘဲတအူးနဲ့တအူးတိုက်ခိုက်နေကြခြင်းဖြစ်ပြီးဒါဟာဘယ်လိုမှအတိတ်ပဲမရှိဘူးလို့ ောကြားခဲ့ပါတယ်။ဒီတက်ရောက်မှုဟာလူငယ်တွေကိုတော့မကပဲ၎င်းတို့ရဲ့မိသားစုတွေအပေါ်မှာလည်းကြီးမားတဲ့ငွေကြေးနဲ့စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကိုဖြစ်ပေါ်စေပါတယ်။အချို့မိသားစုတွေဟာ၎င်းတို့ရဲ့တာတမီတွေဖန်ဆီးခံရပြီးတဲ့နောက်ပိုင်းစစ်မှုထမ်းခြင်းအခြေအနေနဲ့မတက်ဆိုင်ဖို့လက်ပေးဖို့အတင်းကျပ်ဖိအားပေးခံရပြီးအချို့တွေကတော့ဒေတာကန်စစ်မှုဒန်းတွေကိုပံ့ပိုးဖို့ရမုံငွေတွေထည့်ဝင်ရတဲ့အတွက်အစားအစာကဲလို့တော့အခြေခံလိုအပ်ချက်တွေ ငွေကြေးတွေညွန်နေတွားပါတယ်။လူငယ်အိမ်အောင်ရှင်တွေရဲ့ဆုံးရှုံးမှုဟာလည်းအိမ်အောင်စုတွေကိုပျက်စီးစေပါတယ်။အနာဂတ်ကဏ္ဍဆောင်တက်ရမှုများမြန်မာနိုင်ငံကစစ်မှုထမ်းဥပဒေဟာနိုင်ငံရဲ့စီးပွားရေးလူမှုရေးနိုင်ငံရေးနဲ့လူဦးရေဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုတွေကို ထိခိုက်စေနိုင်တဲ့အခြေချောင်းမှုဖြစ်ပါတယ်။အတင်းကျပ်စစ်မှုထမ်းစုဆောင်မှုဟာလူငယ်တွေနဲ့အယိချင်းပြေဝတဲ့အလုပ်သမားတွေ နိုင်ငံပြင်ပကိုစုပြုံထွက်ခွာမှုအချိန်မြင့်စေတည်းရှိပြီးအုံနောက်ယူစည်းမှုကိုပါဆိုးရွားစွာဖြစ်ပေါ်စေနေပါတယ်။2023ခုနှစ်မှာထိုင်းနိုင်ငံကိုပြောင်းရွှေ့သွားသူ3.8တန်းနဲ့တူနိုင်ငံရဲ့လူသားအရင်းမြစ်ဆုံးရှုံးမှုဟာစီးပွားရေးတိုးတက်မှုထုတ်လုပ်မှုနဲ့စတဲ့တီထွင်မှုတွေအတွက်ပြင်းထန်တဲ့အန္တရာယ်တွေကို ဖြစ်ပေါ်စေနေပါတယ်။စစ်မှုရာစနစ်ဟာလူငယ်တွေကိုလှုပ်ရှားတို့ကနေထောက်ခွာသွားစေပြီးကုန်ထုတ်လုပ်ငန်းနဲ့ဝန်ဆောင်မှုကဏ္ဍတွေမှာ လုတ်တာအလုံးလောက်မရှိမှုကိုပုံမဆိုးရစေခဲ့ကပုံမှန်မဟုတ်တဲ့ကုန်တံမှုကန့်တတ်ချက်တွေနဲ့မတည်ငြိမ်မှုတွေကြောင့်ရုန်းကန်နေရတဲ့ကန္တာကိုလည်းပုံမထိခိုက်စေပါတယ်။ဒီဥပဒေဟာမြန်မာနိုင်ငံကလူလက်တန်းစားတွေကို ပြိုလဲစေခဲ့ပြီးကျောင်းသားတွေကြားစစ်မှုထမ်းရမှာကိုကြောက်ရွံ့တာကြောင့်ပညာရေးဆက်လက်မတင်နိုင်တော့တာတွေကြောင့်လူသားချင်းမြေဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပါတယ်။တင်းကျပ်စစ်မှုထမ်းစီခိုင်းခံရခြင်းဟာ လူမျိုးစုနဲ့လူတန်းစားကွဲပြားမှုကိုနှက်ရှိုင်းစေပြီးလူမှုစည်းလုံးညီညွတ်မှုကိုပြက်ပြားစေပါတယ်။တစ်ချိန်တည်းမှာပဲစီးပွားရေးအကျပ်တဲတွေဟာတရားမဝင်လုပ်ငန်းကြီးထွားလာမှုကိုမိမောင်းထိုးပြနေပြီးတိုးပွားလာတဲ့ရွှေ့ပြောင်းနေထိုင်မှုတွေဟာဒေတာတွင်လူသားချင်းစာနာထောက်ထားမှုအကျပ်တဲကိုပုံမဆိုးရွားစေပါတယ်။ခြုံကြည့်မယ်ဆိုရင်ဒီဥပဒေဟာမြန်မာနိုင်ငံအတွက်ပြင်းထန်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေနဲ့နှက်ရှိုင်းလာမဲ့အကျပ်တဲတရက်ကိုညွန်ပြနေပါတယ်။ အန်ယူဂျီအစိုးရရဲ့လူ့ခွင့်ရေးဝန်ကြီးဌာနရဲ့အဆိုအရပြီးခဲ့တဲ့နှစ်ဧပြီလကနေစတင်ခဲ့တဲ့စစ်မှုထမ်းပထမအတုပ်ကနေစပြီးလူပေါင်း13,999ဦးကိုစစ်မှုထမ်းအဖြစ် အတင်းကျပ်စုဆောင်ခဲ့ပြီးအဲ့ဒီထဲမှာအမျိုးသမီး80နဲ့ကလေး28ဦးပါဝင်နေပါတယ်။တမိုင်းကြောင်အရဆိုရင်စစ်ကောင်စီဟာအာနာဆက်လက်ဆုတ်ကိုင်းထားနိုင်ဖို့မြစ်ရီနီလန်းကိုမစိုးအသုံးပြုမှာဖြစ်ပြီး နိုင်ငံရဲ့အနာဂတ်လူငယ်တွေကိုစစ်မြေပြင်မှာလူသားတိုင်းတွေဖြစ်အသုံးချခြင်းကိုလည်းလုပ်မှာပါပဲလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီတွေစစ်ကောင်စီအာဏာရှင်စနစ်ပေါ်ပိတ်ဆို့အေးအေးမှုတွေနဲ့အန်ယူဂျီကဲတော့ဒီမိုကရေစီအင်အားစုနဲ့အန်ဒီရဲ့ကြားရောက်နေရတဲ့လူငယ်တွေရဲ့ထောက်ပံ့မှုပေါ်နိုင်ငံတကာကနေအရေးတကြီးအာရုံစိုက်မှုမရှိတော့ရင်မြန်မာနိုင်ငံဟာ ာဏာရှင်စနစ်မတည်ငြိမ်မှုနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျက်တဲတွေတဲကိုပုံမနှက်ဆိုင်စွာနှမြုပ်သွားနိုင်ပါတယ်။ယင်းနေ့ပြုလုပ်တဲ့ရွေးချယ်မှုတွေဟာနိုင်ငံရဲ့အနာဂတ်ကိုဆယ်စုနှစ်များစွာပုံဖော်ပေးမှာဖြစ်ပြီးပြန်လည်ထူထောင်ရင်းနဲ့ပြုပြင်ပြောင်းလဲရေးဘက်ကိုဦးတည်စေဖို့ဒါမှမဟုတ်ပုံမနှက်ဆိုင်နဲ့ပျက်စီးယုံရင်မှုဘက်ကိုဦးတည်သွားစေဖို့တရားမှုတွေဖြစ်သွားနိုင်ပါတယ်။ကျွန်တော်တို့တင်ပြနေတဲ့အကြောင်းအရာတွေဟာ နိုင်ငံတကာမှာကြွမ်းကျင်သူတွေကမြန်မာနိုင်ငံနဲ့ပတ်သက်လို့တုံ့တက်တင်ပြထားတဲ့အကြောင်းအရာတွေလည်းဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။